ရန်ကုန်ကလူတွေလူဖြစ်ရကြုံနဲ့အောင်လုပ်ပေးတော့မယ့်အချင်းပေါင်းတဲ့ဖက်ကြီးမှာပေးသတို့အားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်အချင်းပေါင်းတဲ့လေးဖက်ကြီးမှာကတော့မကြခင်မှာသူတက်တက်ပညာနဲ့ရန်ကုန်မြို့ကလူတွေကိုလူဖြစ်ရကြုံနဲ့အောင်လုပ်ပေးတော့မယ်ဆိုပြီးတော့အားလုံးကိုအသိပေးလာခဲ့ပါပြီနော် ဖတ်တီမရဲ့အတွမ်းကျင်ဆုံးပညာကတော့အချင်မောင်ရောင်းချတာပါပဲ။ဖတ်တီမကအချင်မောင်ရဲ့ကောင်းတဲ့င်းကိုတော့မသိသူမရှိတော့ပါဘူး။သူရောင်းချတဲ့အချင်မောင်နေထဲမှာတံမြာတီတုတ်ကတော့သူ့ရဲ့ signature လို့တောင်းမှဖြစ်ခဲ့တာပါ။တံမြာတီတုတ်ဆိုတာနဲ့ဖတ်တီမကိုပြင်းပြင်းကြားတဲ့အချီကိုဖတ်တီမရဲ့အချင်မောင်ကနာမည်ကြီးခဲ့တာဖြစ်ပါတယ်။ဖတ်တီမရဲ့အချင်မောင်ဆိုပြီးတော့ line ပေါ်မှာနာမည်စကြည့်တဲ့အချိန်ကသူ့ရဲ့လက်ရာကိုအမျိုးတိုင်းကစကျင်ကြလို့အပြိုင်ဆိုင်မှယူခဲ့ကြဖို့ပါတယ်။သူရောင်းချတဲ့နေရာမှာလည်းလူတွေတန်းစီဆောင်ဆိုင်ပြီးမှစားရတဲ့အချီကိုရောင်းကောင်းခဲ့တယ်လို့မျိုးတိုင်းလူလူကလူတွေကလည်းဖတ်တီမရဲ့လက် ရာကိုလိုင်းပေါ်ကနေပြီးတော့အမယူစားတော့ခဲ့ကြတဲ့အထိပါပဲရှင်။တချိန်ကဖက်တီမရဲ့အချက်မောင်းမှမစားဘူးရင်ခင်မမိတို့လိုမျိုးပြောကြတဲ့အထိနာမည်ကြီးခဲ့တယ်လို့ဖက်တီမကလည်းအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့ခက်ချစ်ချစ်ပြောဆိုခဲ့မှုပါတယ်။သူရဲ့လက်ရာကိုစိုက်နှစ်သက်တဲ့သူတွေကြောင့်မြို့ပေါင်းစုံကလူတချို့ကသူတို့စီမှာဆိုင်ခွဲဖို့မှုအပြိုင်ဆိုင်ကမ်းလှမ်းခဲ့ကြပြီးမဲ့ဖက်တီမကတော့ခက်ချစ်ချစ်ပါပဲနော်။သူကသူ့ရဲ့အချက်မောင်းကိုမြို့ပေါင်းစုံကလူတွေစားကြတာကိုသိပေမဲ့ဘယ်မျိုးမှမဖွင့်ဘူးဆိုပြီးတော့ယတိပြက်ပြောခဲ့မှုတာဖြစ်ပါတယ်။ဘယ်မျိုးကငွေတွေဘလို့ပုံပေးနေပါစေဖက်တီမကတော့သူ့ရဲ့လက်ရာကိုဘယ်မှမဖွင့်နိုင်တဲ့အထိပါပဲ။ ယ်။ရန်ကုန်မြို့ကလူတချို့ကလည်းဖတ်တီမကိုအတူတွဲလို့ဖို့ဖိတ်ခေါ်ပေးမယ်။ဖတ်တီမကသူ့ရဲ့အချင်မောင်ကိုမန္တလေးမြို့ရဲ့အထင်ကအစားအစာဖြစ်အောင်လုပ်ချင်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်မှာဆိုရင်ဂျီလိုနက်ကနာမည်ကြီးဖြစ်သလိုမန္တလေးမှာဆိုရင်လည်းဖတ်တီမအချင်မောင်ကအထင်ကရဖြစ်အောင်ဖတ်တီမကလုပ်ချင်နေခဲ့တာဖြစ်ပါတယ်။သူ့ရဲ့တံမြတိတုံလျာကိုမန္တလေးအတွက်ပဲထားခြင်းလို့မောက်မာခဲ့တဲ့ဖတ်တီမကအခုဆိုရင်တော့စီကူပြောင်းလဲသွားပြီဖြစ်ပါတယ်။ဖတ်တီမကအခုဆိုရင်တော့အချင်မောင်ရောင်းမှစားတော့ရမယ့်အနေအထားမဟုတ်တော့ပါဘူး။ကံကြိုးပြီးကြောင့်ဘာလို့လို့အောင်မြင်တဲ့လူတယောက်ဖြစ်နေပါပြီ။အရင်ကလမ်းမေးမှာအချင်မောင်ရောင်းရင်စော ဝန်နေရုံးခံခဲ့ရတဲ့ဖက်ကြီးမကအခုဆိုရင်တော့ကိုပိုင်အမတ်တစိမ့်နဲ့ငားရီကွန်ကြော်တွေကိုထုတ်လုပ်ပြီးတော့တနိုင်ငံလုံးကိုဖြန့်ချိနိုင်တဲ့အထည်အောင်မြင်မှုရနေပြီဖြစ်ပါတယ်။စီဝိုင်းရဲ့အောင်မြင်ခဲ့တော့ကတော့သူ့ရဲ့အချင်းမောင်ကမန္တလေးအထင်ကြီးအပြည့်ရမယ်ဆိုတဲ့ဖတ်တီမာကအခုဆိုရင်တော့အောင်မြင်မှုတွေပိုရနေပြီမို့ငွေရမဲ့နောက်လိုက်လာပြီဖြစ်ပါတယ်ဖတ်တီမာကအခုဆိုရင်တော့သူ့လက်ရအချင်းမောင်နဲ့ရန်ကုန်မြို့ကြီးကလူတွေကိုလူဖြစ်ရကြိုးနှံအောင်လုပ်ပေးတော့မှလည်းဖြစ်ပါတယ် ဖက်ဒီမာကတိတ်မကြခင်အချိန်တုန်းမှာပဲသူ့လက်ရအချင်မောင်ကိုအလုံးတောင်းတနေကြတဲ့ရန်ကုန်မြို့ကြီးမှာတွားရောက်ဖွက်လက်တော်မှာပါရှင်။ဖက်ဒီမာကအခုဆိုရင်တော့အချင်မောင်ရောက်ဖို့ကုန်ကြမ်းတွေကိုကားနဲ့တေချာပြင်ဆင်ထုတ်ပို့ပြီးတော့မကြခင်ရောင်းချသွားတော့မှာပါ။မန္တလေးမှာတော့လမ်းမမှာရောင်းချခဲ့ပြီးမြေရန်ကုန်မြို့မှာတော့ဆိုင်ကိုတေချာပြင်ဆင်ပြီးခန်းခန်းနားနားရောင်းချသွားမှာဖြစ်ပါတယ်။ ဖတ်တီမာကတော့ရန်ကုန်မြို့ကြီးမှာစီးပွားရေးချက်တမို့လုပ်နေပြီမဲ့ဘယ်မြို့နေမှာရောင်းချမလဲဆိုတော့ကိုတော့အားလုံး surprise ဖြစ်အောင်လေ့ဝတ်ထားတော့မှာနော်ဖတ်တီမာကအခုဆိုရင်တော့သူရဲ့အချင်းမောင်ကိုမန္တလေးမြို့အတွက်လုပ်မနေတော့ပဲရန်ကုန်မြို့ကကျေးဇူးရှင်နေလဲစိုက်တဲ့အချင်းဝယ်စားလို့ရအောင်ရောင်းချတော့မယ်ဆိုပြီးအားလုံးကိုအသိပေးလာခဲ့ပြီးဖြစ်ပါတယ်အခုကြည့်နေတဲ့အချင်းမရောဖတ်တီမာရဲ့အချင်းမောင်စားပြီးလူပြည့်ကျုံနဲ့ချင်တဲ့သူတွေရှိလားဆိုတာပြောခဲ့ပြီးကြပါဦးဟုတ်ကဲ့ပါရှင်အခုလိုစေဝန်စားဖွဲ့ကောင်းတဲ့တဲ့အကြောင်းအရာတွေပြင်နောက်ထပ်လဲအနုပညာရှင်ရဲ့စေဝန်စားဖွဲ့ကောင်းတဲ့တဲ့အကြောင်းအရာတွေကိုအချင်းနဲ့တပြင်းညီတင်ဆက်ပေးသ 三十六，三用阿比就話我先。<music> <music>